ားလုံးကိုတာနေစွာပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube Channel လေးကနေနေ့ထက်စွာပြန်လေးကြိုဆိုလိုက်ပါလေဒေါအောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်နဲ့မရှိပဲရှုပ်ဝဲနေရာ၌ဖန်စီရှုံအောင်ခံထားရလေလို့မြမအချင်းထောင်တက်တဲ့အဖွဲ့ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်အချုပ်ထောင်နဲ့ဆင်းလေးမိန်အကွာမှာရှိတဲ့ ရှုဝေနေရာမှာဖန်စီရှုံတော့ခံထားရပြီးဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီးအတိကတာဝန်ယူကြမယ့် MCN တွေကိုမြမအချင်းထောင်တသက် MPW အဖွဲ့အစည်းကနေ့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်အထက်ပခံပုဂ္ဂိုလ်ဒေါက်အဆန်းစုကြည်ဟာမြပြည်တော်အချုပ်ထောင်နေ14မိုင်22.5 5ကီလိုမီတာအကွာအဝေးမှာရှိတဲ့စစ်စင်ရေးအထုအဖွဲ့ကထဆာချောင်းရှုံးစစ်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖန်စီရှုံတော့ခံထားရကြောင်း ထိုနေရာဟာစစ်ကောင်ဆောင်မဲ့အွန်လိုင်းရုံးထိန်တဲ့နေရာနဲ့မဝေးပဲလက်ရှိအချိန်မှာဒုပိုချုပ်ကြီးအဆင့်ရှိသူမှတာဝန်ယူဦးစီးနေတယ်လို့ MPW ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော်ဆန်းစုကြီးဟာသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်ရတကြီးပိုင်းဖြစ်လက်ရှိတဲ့ ကျန်းမာရေးဝေဒနာတွေနဲ့ခံစားနေရပြီးလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုတွေကိုစနစ်တကျကုသခွင့်မရပဲစစ်ကောင်စီခွင့်ပြုထားတဲ့ဆီယံဝန်နဲ့ဆင်းမှုများမှတစဉ်စစ်မြေတော်နေနဲ့သာကုသခွင့်ပေးနေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မိသားစုနဲ့ထောင်ဝင်စားအစ်ပစ်ခွင့်ကိုပိတ် ိတ်ပင်ခံထားရတဲ့တဦးတည်သောနိုင်ငံရဲ့အကျဉ်းသားဖြစ်ပြီးစစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်အားရေချက်ရှိရှိနဲ့စိတ်ပင်ဆိုင်ရာညှဉ်းပန်းနှိစေနေတယ်လို့ MPW ကထုတ်ပြန်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်အားစစ်ကောင်စီကနိုင်ငံတော်အကြီးအကဲပြည်စီနှုတ်ဆော်တယ်ဟုပုံမှန်905ခါခွဲစစ်တရေဥပဒေပုံမှ60ခွန်ပို့ကုန်တွင်းကုန်ဥပဒေပုံမှ8တဘောပေစီမံခန့်ခွဲမှုဥပဒေပုံမှ25အခရိတိတ်ဖြစ်ဥပဒေပုံမှ55 ဧကပေကော်မရှင်အဖို့မယုံဥစ္စာတုံတီဟုဆိုသောဆက်စည်ရှင်နဲ့ညတတကြီးအဥပဒေပုံမှန်130ကားချီနိုင်ငံတော်ရှုဝေရှင်များပါချခဲ့ပြီးဟုသောဆက်စည်ရှင်ဖြင့်ရှုဝေရှင်များအဥပဒေပုံမှန်3ခန့်ငယ်နဲ့နေဒီဆွေရလက်ထက်တဘောဘေးကစ္စည်းရဲ့အတွက်အီတလီထုတ်ရဟန်းရင်တစီငားရန်ဝေယူပြင်ဆင်သုံးဆွေခဲ့တဲ့ဆိုတာ ရတတကြီးအမှုအမှတ်46မှ90အထိစီစောထားပြီးမတရားအမိန့်များဖြင့်စုစုပေါင်းထောင်ဒဏ်33နှစ်အထိရှာမှတ်ခံထားရပါတယ်။2023ခုနှစ်ဩဂုတ်လတရနေ့မှာဒေါ်ဆန်းစုကြည်ပေါ်ဆွေဆူအမိန့်ရှာခဲ့တဲ့ပုံမှန်များထက်မှာသဘောအပေပတိပုံမှန်25ပုတ်ကုန်သွဲကုန်ဥပဒေပုံမှန်8စစ်သွေးဥပဒေပုံမှန်69နိုင်ငံတော်ကျဉ်းကျိုးပြည့်စုံမှုဥပဒေပုံမှန်905ခါခွေစသည့် မှုလေးမှုကိုဒုံရင်ချက်တာဖွင့်ပြုတယ်လို့ထုတ်ပြန်ခဲ့ပေမဲ့လက်ရှိအချိန်အထိထောင်ဒဏ်28နှစ်အထိရှာမှတ်ခံရဆဲဖြစ်ပါလေအဆိုပါအမိန့်များချမှတ်ရမှာသရုတ်တိမြို့နယ်တရားသူကြီးဦးမမနွယ်တိခိနဂရိန်တရားသူကြီးဦးရဲလင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြန်တန်နဲ့မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးရှုပ်ဒေါ်ခင်တန်းဝေတို့မှစစ်ကောင်စီဆန္ဒအတိုင်းတသွေမတိုင်လိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ MPW ကဖော်ပြပါတယ် ဒေါ်ဆန်းစုကြည်မတရားဖန်ဆီးခံထရမှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကိစ္စရပ်များမှာကာကွယ်ဦးစီးချုပ်မင်းအောင်လည်းဒုကာကွယ်ဦးစီးချုပ်ဆိုဝင်ပြည်ထောင်ဝန်ကြီးဟောင်းဦးစိုးထွတ်လက်ရှိအနာပေးခံထရသူပြည်ထောင်ဝန်ကြီးဟောင်းရာပြေလက်ရှိနေဆက်ရာဝန်ကြီးပြည်ထောင်ဝန်ကြီးဦးထွန်းထွန်းနောက်ကထဆာ6 မူများဖြစ်သည့်ဒုတိယဘုချုပ်ကြီးတန်လိုင်ဒုတိယဘုချုပ်ကြီးတန်ထွန်းဦးဒုတိယဘုချုပ်ကြီးဒေသချုပ်ဒုတိယဘုချုပ်ကြီးဖုံမြန်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းဆိုဝင်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးဆွေလက်ရှိ နေပြည်တော်အချုပ်ထောင်ထောင်ပိုင်ဦးသိန်းစုံမောင်တူထောင်ပိုင်ဦးကျော်သူရာဦးစီအရာရှိဦးတန်မြေလက်ထောက်ကြီးကြပ်ရေးမှူးဦးကျော်မင်းထိပ်ဦးစီအရာရှိတန်ကီမြန့်လက် က်ထကြီးကြရမှုမိသူအောင်တာဝန်ခံရပြီဟု MPW ကထုတ်ပြန်ပါတယ်။အခြားပါဝင်ပတ်သက်၍စစ်ကောင်းဆောင်အလို့ကြားဆောင်ရွက်သူများလေးများစွာရှိနေစေလို့အတိပေးထားပါတယ်ဒေါ်ဆန်းစုကြည် အာနာသိန်းစစ်ကောင်စီကမတရားချုံနောက်ထားမှုအကျဉ်းသားအခွင့်အရေးပြဖြစ်မှုနဲ့စိတ်ပိဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည့်ပြဆိုင်ရာအသိဝင်မှာပြင်းပြထန်ထန်တုံ့ပြန်မှုများပြုလုပ်ရတဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာခေါင်းဆောင်များထံသို့လေအပ္ပါအရှိလေးရှိကိုတောင်းဆိုထားပါတယ်။တောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လည်ရေးနိုင်ငံတကာခေါင်းဆောင်များအနေဖြင့်စူပေါင်းတောင်းဆိုရှိထုတ်ပြန်ပြရန်မြန်မာနိုင်ငံရှိလက်ရှိအာနာသိန်းစစ်တပ်အပေါ်သာသမန်ရေးဖိအားပေးခြင်းအပြင်စစ်ကောင်ဆောင်များပြန် ဂျပန်နိုင်ငံသွားလာခွင့်များကိုကန့်သက်ခြင်းပြုရန်ဒေါ်ဆန်ဆူချီဟာလွတ်လပ်တော့လူခွင့်ရေးအဖွဲ့များနဲ့ ICRC မှရှင်းရှင်းသွားရောက်စစ်ဆေးခွင့်တောင်းရဒေါ်ဆန်းစုကြည်တဦးတင်ရှုဖော်ခံရတဲ့မိသားစုဝင်သူမဟုတ်တက်ဆိုင်သူများနဲ့ထောင်ဝင်စားအစ်တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးရပြေဝပေးရန်အနာသိန်းစစ်ကောင်ဆောင်များအားဖိအားပေးတောင်းဆိုဖို့အတွက် MPW ကတောင်းဆိုထားပါတယ်မြန်မာအချင်းထောင်တက်တဲ့ MPW အဖွဲ့ဟာအချင်းထောင်များနဲ့စီကံထိန်သိမ်းရေးစခန်းများကိုစောင့်ကြည့်ခြင်းအချင်းထောင်စနစ်များအတွင်ကလူခွင့်ရေးရှုဖွဲ့မှုများကိုမှတ်တမ်းတင်ခြင်းနိုင်ငံရေးအကျဉ်းသားများကိုကူညီဆောင်ရှားမှုပေးခြင်းများကိုအဓိကဆောင်ရွက်နေတဲ့အရပ်ဖေးအဝေးစီဖြစ်ပါတယ်။တောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပဖို့ကော်မတီ ဥတိတ်ထွန်ဦးကလည်းကျမ်းမာရေးဆိုရတဲ့အခြေအနေဖြစ်လာမလားဆိုတာမသိရတော့အထိရှုပ်ဝေထားတာဟာအင်မတန်စိုးရင်စရာကောင်းပါလေလို့ဆိုပါတယ်။ဒါအပြင်ဒေါ်ဆန်းစုကြည်ကမတရားဖန်ဆီးထိမ့်သိမ်းထားတဲ့ဖြစ်စဉ်တွေပါဝင်ပတ်သက်သူများအားလုံးထိမ့်သိမ်းတဲ့ပြည်ထောင်များပြန်လည်ပြည့်အပ်နေရေးနိုင်ငံတကာအသိအဝင်းမှလည်းအာရုံစိတ်တောင်းဆိုဖို့ဥတိတ်ထွန်ဦးကတိတ်တွန်းထားပါလေ။စစ်ကောင်စီကဖန်ဆီးပြီးနှစ်ရှည်ထောင်ကြခံ ထားရတဲ့ဒေါ်ဆန်းစုကြည်ဟာပြီးခဲ့တဲ့ဇွန်လ၁၉ရက်နေ့ကအသက်80ပြည့်ခဲ့ပြီးနိုင်ငံတကာအသိဝင်နယ်မြမလူထုကလည်းဝိနေဆူတောင်းသိရှိပေးပို့ခဲ့ကြပါတယ်။ဝိနေဆူတောင်းသူများကိုလည်းစစ်ကောင်စီကဖမ်းဆီးမှုများပြုလုပ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိနာဆင်ပေးခဲ့ကြတဲ့မိဘပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးပေးခင်ကြမှာကြပါစေခင်ဗျာ။